안녕하세요, 여러분. 오늘은 제로 리니 때문에 한 자가로 바비 말해 슬로시 아우 아래 아우 펠로 컬래하수레 디한 자리 우때마 비말래 하수라가 바우 별 알레 슬로시 너 အောက်ဖက်ဆိုတဲ့အဓိပ္ပာယ်အောက်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တခြားအဓိပ္ပာယ်တွေလည်းရှိပါသေးရဲ့နော်ချေခဏခဏပြောခဲ့သလိုဒီစလုံးတစ်လုံးမှာတိဥ္စာပုံစံမျိုးစုံရှိရတဲ့အတွက်ကြောင့်မလို့အဓိပ္ပာယ်ကတော့မျိုးစုံရှိပါတယ်အဲ့ထဲကမှအော်အသုံးများတဲ့ဟန်ကြာကိုတခြားအဓိကထားပြီးရောရှင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီနေ့တင်မဲ့ဟန်ကြာကတော့ဟာဆိုတဲ့အောက်ဖက်ဆိုတဲ့အဓိပ္ပာယ်ပေါ့ရပါတယ်နော်အောက်ဆိုတဲ့အဓိပ္ပာယ်တခြားတော့အပေါ်အောက်ပြောရဲဆိုလို့ရှိရင်ဒီအောက်ဖက်ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ပြတဲ့ဟန်ကြာဖြစ်ပါတယ်ဒီမှာခြံထားတာကမနေ့ပြန်ကြလို့ရှိရင်ကျဲတို့အပေါ်ကိုပြောတဲ့ဟန်ကြာကိုချဲတင်မိမှာညမနော်အကြောင်းမလို့ဒီလိုစင်ကျင်ဖက်လေးရေးမှမလို့ဒီမှာခြံထားတာပါဂျာအဲ့ဒါဆိုလို့ရှိရင်ကျဲတို့ဒီမှာစပြီးတော့ကြည့်လက်ကြရအောင်ချီယာချောပုံမှန်ချီယာချောဆိုလို့ရှိရင်ကျဲတို့ကဘာလို့ပြောရလဲမီအောက်ရထားကိုပြောတာဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ဒီမှာပါတဲ့ဟာကဘာလို့ပြောတာလဲအောက်ဖက်ကိုပြောတာအဲ့ကြတော့ ချီဆိုတာကဘာကိုပြောတာလဲဆိုရင်မြေကြီးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါ။တူဝါကြတော့လည်းဟန်ကြဖြစ်ပါတယ်။အဲကြတော့မြေကြီးအောက်မှာရှိတဲ့ချော်ချုံချော်ယထာဆိုတဲ့အဓိပ္ပာယ်အဲဒါကြောင့်မလို့မြေအောက်ယထာပေါ့။ဒါမှမဟုတ်အဲဒါကြောင့်မလို့ဟာဆိုတာအောက်ဘက်ကိုပြောတာ။ပြီးပြီးဆိုလို့ရှိရင်ချီအားချော်ဆိုတာကမြေအောက်ယထာလို့မှတ်ထားပြီးပေါ့။ဒါမှမဟုတ်ပြီးရင်နောက်တစ်လုံးကကြတော့ဟာစုကို ဟာစုကူဆိုတာခြေတို့ဒီမြေရဲ့အောက်မှာရှိတဲ့မြောင်းနေကို ဟာစုကူလို့ခေါ်ပါတယ်။ဟာဆိုတာကအောက်ကိုပြောတာပေါ့။စုဆိုတာကကျတော့ဟန်ကြရပဲ၊ तू ကလည်းပဲ။ तू ကရေဆိုတဲ့အိမ့်ပဲ။ကူဆိုတာကအပေါက်ကိုပြောတာ။အဲကျတော့မြေအောက်မှာရှိတဲ့ရေထွက်တဲ့အပေါက်ပေါ့။အဲကျတော့မြောင်းပေါ့။ရမလို့ရေထွက်တဲ့အပေါက်ဆိုတဲ့အိမ့်ပဲ။ကျတော့ရေအောက်မှာရှိတဲ့မြောင်းနေရေထွက်တဲ့ပိုက်တွေကိုဟာစုကူလို့ခြေတို့ခေါ်တယ်။ရမလို့မြောင်းပေါ့။မြောင်းတို့ ဒီရေဆိုးတွေထွက်တဲ့ပိုက်တို့အဲ့ဒါတွေကိုဟာစုကိုလို့ခေါ်ပါတယ်။ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ chero high in ဒါဒီမှာ in ဆိုတာကဘာကိုပြောတာလဲဆိုတော့ stardom blue ကိုပြောချင်တာအဲ့ဒါကြောင့်မလို့ဟာဆိုတာက အောက်ကိုပြောတာအောက်မှာရှိရဲ့လူဆိုတော့ဘာဖြစ်မလဲကိုထက်ငယ်တဲ့လူကိုပြောတာလားအာညီရဲ့ဟာ in ဆိုတာကကြတော့ကိုရဲ့ဒီခိုင်းစီတဲ့ ဒီရှေးခေတ်ကဆိုလို့ရှိရင်တော့ကျွန်းကိုခေါ်တာပေါ့ရမယ်နော်အဲကြတော့တခင်နဲ့ကျွန်းနဲ့ရှိရဲဆိုလို့ရှိရင်ဟာရင်ကကြတော့ကျွန်းလို့ခေါ်တာပါအဲကြတော့ဟာရင်ဆိုတာကဒီလိုအလုံသမားတို့အလိုအတိပဲအနေနဲ့ share လို့တုံးလို့ရတယ်ရှေးခေတ်ဆိုရင်တော့ကျွန်းပေါ့နော်အခုခေတ်ကကြတော့ကျွန်းလို့မပြောတော့ဘူးလေနော်အဲကြမလို့ဟာရင်ဆိုတာ အလုံသမားဆိုတဲ့အတိပဲတော့ တုံးလို့ရပြီမြဲအခုခင်မှာတော့မတုံးပါဘူးအဲဒါကြောင့်မလို့ခိုင်းစီတဲ့လူကိုချယ်ရောဟာအင်းလို့ပြောတာခိုင်းခံရတဲ့လူပေါ့အလုံးသမားပေါ့အဲဒါကိုဟာအင်းလို့ချယ်ရောတုံးလို့ရပါတယ်ဒီနာတို့ကွာကြတော့ e ha e ha ဆိုတာကအောက်ဆိုတဲ့အဓိပ္ပာယ်။ तू ကပုံမှန်အရှိမကနန်းနေလို့ unit တွေလို့ ਨੇ တွဲတာများပါတယ်။ဥပမာအားဖြင့် has 5ရောက် e ha ဆိုရင်5ရောက်အောက်ပေါ့။မြန်မာနဲ့ကိုရီးယားရောပြီးတော့ပြောနိုင်မယ်ဆိုလို့ရှိရင် ါပဲเนาะအဲဒါကြောင့်မလို့ကိုမန်ဆယ်ရိုနေမြောင်းဟီဟာလို့ပြောတယ်ဆိုရင်၄ရောက်အောက်ဆိုတဲ့အဓိပ္ပာယ်အဲဒါတော့၄ရောက်အောက်မဝင်ရတော့၅ရောက်အောက်မဝင်ရတော့အဲ့လိုပြောချင်တယ်ဆိုရင်အီဟာဆိုတာကအောက်ကိုပြောတာပါ ပြီးရင်နောက်တစ်ခုကကြတော့ချွန်ဟာဒီမှာရှိတဲ့ချွန်ဆိုတာကဘာကိုပြောတာလဲဆိုရင်ချေရိုဟန်ကောင်းကင်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာအဲကြတော့ဟာဆိုတာအောက်ဆိုတော့ကောင်းကင်အောက်ပေါ့ချေရိုဒီကောင်းကင်ကြီးရဲ့ အောက်ကိုချောင်းဟာလို့ခေါ်ပါတယ်အဲဒါကြောင့်မလို့ခြေရိုးဒီချောင်းဟာဆိုတာကောင်းကင်အောက်ဆိုတဲ့အဓိပ္ပာယ်ကိုတုံလို့ရပါတယ်ပြီးရင်နောက်တစ်ခုကဟာဘန်ကြီးရမှာနော်ဟာဘန်ကြီးဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်ဟာဆိုတာကအောက်ကိုပြောတာပါဖန်ဆိုတာကတဝက်ကိုပြောချင်တာဥပမာအားဖြင့်ဒါကြီးကို တဝက်ပိုင်လိုက်တယ်ဆိုရင်ဒါကိုဘန်လို့ခေါ်တာပေါ့တဝက်ဟုတ်တယ်မလားအဲဒါကြောင့်မလို့ဟာဘန်ကီဆိုတာကနှစ်ရက်တဝက်ဆိုတဲ့အဓိပ္ပာယ်အဲဒါကြောင့်မလို့ပမာချေရိုဒီဟိုတနှစ်မှာ12လရှိရယ်ဆိုတဲ့ဟာကိုဒါပိုင်ပိုင်လိုက်တယ်ဆိုလို့ရှိရင်ချေရိုဘလောက်တော့6လဖြစ်မှာပေါ့ဒါပေမဲ့အဲကြတော့ဒီ6လတစ်ဖြက်ကိုချေရိုကဆမ်ဘန်ကီဟာဘန်ကီလို့ပြောပါတယ်အဲဒါကြောင့်မလို့ဟာဘန်ကီဆိုလို့ရှိရင်6လအနည်း12လအထိကိုချေရိုကဟာဘန်ကီလို့ခေါ်တယ်ဒါပေမဲ့အဲဒါကြောင့်မလို့နည်းပြန်ကြလို့ရှိရင်တော့ချေရိုဒီ ဒီ attack ဆိုတဲ့စကားသင်တဲ့ချိန်တော့ sambangi ဆိုတဲ့စကားထွက်လာမှာပေါ့နော်အဲဒါကြောင့်မလို့ habangi ဆိုတာကနှစ်တနေရဲ့ဒီအနောက်က6လကို habangi လို့ခေါ်တယ်ညမနော်နှစ်တဝက်ပေါ့ညမနော်အဲနောက်ဆုံးနှစ်တဝက်ရဲ့နောက်ဆုံးအပိုင်းတစ်ဖြက်အဲကြတော့6လအနည်း12လအထိကို habangi လို့ခေါ်ပါတယ်အဲဒါကြောင့်မလို့ဒီနေ့သင်တဲ့ဟန်ကြာကဟာဆိုတဲ့အောက်မှာအောက်ဖက်ရမယ်နော်သူ့ကိုဖော်ပြတဲ့ဟန်ကြာလေးကိုချေတင်ပေးသွားတာပါ။နောက်ပြန်ကြလို့ရှိရင်အထက်ဆိုတဲ့ဟန်ကြာကို သူနဲ့စင်ကြပတ်ဟန်ကြပါတော့အဲ့ဒါကိုတင်ပြတော့မှာဖြစ်ပါတယ်အော်ပြီးပြီဆိုတော့ရှင်အခုแชร์ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ဟောဆက်လောက်ရတာအဆင်ပြေတယ်ဗျာညာဆိုပြီးတော့ comment လေးတွေမှတ်ထားရလူလေးလည်းရှိပါတယ်เนาะแชร์တဲ့တွေ့လို့ရှင်အသေးလေးနေနေပြရာတို့ပြန်ပြီးတော့စာလေးတွေ reply ပြန်ပြီးရတော့လုပ်ပေးပါတယ်ဒါတော့သူအခုတည်ချင်တာပဲရှိတာပဲဖြစ်ဖြစ်သူကအခုแชร์ကိုပြောချင်တာပဲဖြစ်ဖြစ်အဲ့လိုရှိရဆိုလို့ရှင်လည်း comment လေးမှတ်ပြီးတော့แชร์ဗီဒီယိုလေးကိုလည်း like လေးနေပေးသွားပါလို့ပြောရင်းနေဒီနေ့ ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်မယ်ရပါမယ်เนาะကျော်တော့ဘုံအဲ့ဒါဆိုလို့ရှိရင်စာလေးကိုတခြားလိုက်လုပ်ပြီးတော့ချေလို့နောက်ဗီဒီယိုမှာပြန်တွေ့မယ်ရပါမယ်เนาะကျော်တော့ Chrome အညုံ